ကျွန်တော်တို့စီးပွားရေးမှာအဖက်ဖက်က ပြည်စုံနေတဲ့ perfection ဖြစ်နေတဲ့လုပ်ငန်းဆိုတာရှိကုန်မရှိဘယ်လုပ်ငန်းမှာပဲဖြစ်ဖြစ်အားနည်းချက်တွေရှိတယ်အားတာချက်တွေရှိတယ်အခွင့်အလန်းတွေကျွန်တော်တို့ရှိတယ်စိန်ခေါ်မှုတွေလည်းကျွန်တော်တို့ရှိတယ်ပြောချင်တာဒီပြည့်ပြည့်စုံတဲ့လုပ်ငန်းအရာရာအားနည်းချက်မရှိတဲ့လုပ်ငန်းဆိုတာမရှိဘူးအဲ့တော့ဟုတ်ပြီကျွန်တော်တို့ကအဲ့လို perfection ဆိုတာမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ငန်းကို perfect ဖြစ်အောင်မကြိုးစားရတော့ဘူးလား မှန်ပါတယ်စူးစမ်းလို့ရပါတယ်ကျွန်တော်တို့ကပြည်ပြည့်စုံချင်းဆိုတာတော့ဘယ်သူမှမရနိုင်ဘူးဘယ်လုပ်ငန်းမှမရနိုင်ဘူးဒါပေမဲ့ပြည်ပြည့်စုံချင်းရဲ့နောက်ကိုလိုက်မယ်ဆိုလို့ရှိရင်တော့ excellent အကောင်းဆုံးဆိုတာကိုကျွန်တော်တို့ရလိမ့်မယ်ပြောရမယ်ဆိုလို့ရှိရင်5 star ဆိုတာကိုကျွန်တော်တို့ရလိမ့်မယ်အဲ့တော့ကျွန်တော်ဆိုလို့ရှိရင်2023ခုနှစ်ကနေစပြီးတော့မှကျွန်တော် LM Travel ဆိုတဲ့နိုင်ငံသားခီးသွားကုမ္ပဏီကိုကျွန်တော်ထောင်ခဲ့တယ်။ထောင်ခဲ့တဲ့အခါမှာကျွန်တော်ရဲ့လုပ်ငန်းကို perfection ဖြစ်ဖို့ကျွန်တော်စူးစမ်းတယ် စ조사တဲ့နီလန်းနေလဲကျွန်တော်မျှဝေမယ်အဲ့တော့조사တယ်조사တဲ့အခါမှာဘာဖြစ်လဲဆိုတော့5 star တွေရတယ်เนาะမယုံရင်ကျွန်တော်ရဲ့ non lm travel မြန်မာဆိုတဲ့နာမည်ကိုကုမ္ပဏီနာမည်ကို Google ထဲမှာရိုက်ရှာကြည့်လိုက်ရိုက်ရှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံသားတွေက rating ပေးထားတဲ့5 star ဆိုတာတွေပဲကျွန်တော်တို့ရနိုင်မယ်ညကျွန်တော်မှတ်မှတ်ရရ4 star နည်းနည်းလေးပါလိမ့်မယ် average 3 star တွေတခုပဲရကျွန်တော်ဘာကြောင့်ဆိုတော့ねကျွန်တော်ကဒါတွေပဲစောင့်ကြည့်နေလူဖြစ်တဲ့အတွက်အဲ့တော့ပြောချင်တာဒီကျွန်တော်ကဘာလဲဆိုတော့ perfection ရဲ့နောက်ကိုလိုက်မယ်ဆိုလို့ရှိရင်သိကြတယ် excellent တော့ရမှာပဲเนาะဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်ကဘလို့လိုက်ခဲ့တာလဲ perfection ရဲ့နောက်ကိုကျွန်တော်ဘလို့လိုက်ခဲ့တာလဲစီမင်းနှစ်ခုနဲ့နီလန်းနှစ်ခုနဲ့ကျွန်တော်လိုက်ခဲ့တယ်ဒေချာလိုက်မှတ်မယ်နော်အခုဒီဗီဒီယိုကြည့်နေတဲ့လုပ်ငန်းရှင်တွေမဖြစ်မနေကျွန်တော်လိုက်မှတ်မယ်အဲ့တော့သိကိုအရေးကြီးပါတယ်နံပါတ်1နီးလန်းကတော့ဘာလဲဆိုတော့ higher standard to your company ကိုယ့်ရဲ့ company ကို higher standard အဆင့်တန်းမြင့်မားအောင်ကျွန်တော်တို့မလုပ်ရမှာလဲဆိုတော့ထားရမှာအဲ့တော့အဆင့်တန်းမြင့်မားအောင် ထားတယ်ဆိုတာပါလေเนาะအာကျွန်တော်တို့ company မှာအကောင်းစားပစ္စည်းတွေနဲ့အကောင်းစား computer တွေနဲ့ run ပါလား မဟုတ်ပါဘူးအဲ့တော့ higher standard သတ်မှတ်ခြင်းဆိုတာကကိုယ့်ရဲ့ကုမ္ပဏီကကိုယ့်ရဲ့ဧည့်သည်တွေအပေါ်မှာအကောင်းဆုံးသောဝန်ဆောင်မှုတွေပေးမယ်အကောင်းဆုံးသော ထုတ်ကုန်တွေထုတ်မယ်အကောင်းဆုံးသော အတွေ့အကြုံတွေကျွန်တော်တို့ရဲ့ customer တွေအတွက်ဖန်တီးပေးမယ်ဒါကိုကျွန်တော်တို့ပါခေါ်လဲဆိုတော့ higher standard လို့တည်လို့ခေါ်တယ်အဲ့တော့ higher standard ကျွန်တော်တို့ဖြောလို့ပါအဲ့တော့ higher standard mean higher value ဒါမှမဟုတ် higher output ထွက်လာ ကြောင့်မို့ကျွန်တော်ကကိုယ့်ရဲ့ company အတွက် set a higher standard ပါဒါက rule number 1ပါเนาะအဲ့တော့ rule number 2လဲကျွန်တော်တို့ရှင်းပါတယ်အဲ့ဒါကဘာလဲဆိုတော့ feedback feedback လို့ခေါ်တဲ့ကိုယ့်ရဲ့ customer တွေကိုယ့်ရဲ့ဖောက်သေးဒီရဲ့ကိုယ့်လုပ်ငန်းပေါ်မှာအကြံပြုချက်တွေကိုနားထောင်ပါသူတို့ကကိုယ့်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့မှဘာတွေကိုအဆင်မပြေဖြစ်နေတာလဲတခြားလုပ်ငန်းတွေကပေးနိုင်ပြီးတော့မှကိုယ့်ရဲ့လုပ်ငန်းကမပေးနိုင်တဲ့အရာတွေကဘာတွေရှိသလဲ ဒါတွေကိုကျွန်တော်တို့ကဘာလို့ရမှာလဲ feedback ပြန်ယူရမှာ အခုဒီဗီဒီယိုကြည့်နေတဲ့လုပ်ငန်းရှင်တွေယူကိုယူရမယ်နော်အဲ့တော့အာငါလောက်တာအကောင်ငါဆရာကြီးနော်အဲ့တော့ငါမှာဘာမှလိုအပ်ချက်မရှိဘူးနော်ငါသည်အဲ့ဒါငါတို့လုပ်ငန်းကဘာမှငါပြောစရာမရှိဘူးဆိုပြီးတော့မှဘာ feedback မှနားမထောင်ရင်တို့ဘာဖြစ်မှာလဲဆိုတော့ဘာတိုးတက်မှုမှလည်းမရှိတော့ဘူးအဲ့တော့တိုးတက်မှုမရှိဘူးဆိုလို့ရှိရင်တို့ဘာလုပ်မှာလဲခုနကပြောတဲ့ excellence ဆိုတာမရတော့ဘူးနော်အဲ့တော့ကြောက်ဖို့ကျွန်တော်ပြောတာဒီအခုဒီဗီဒီယိုကြည့်နေတဲ့လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်ရဲ့လုပ်ငန်းကိုဟလာအောင်မြင်တဲ့လုပ်ငန်းတစ်ခုဖြစ်ဖို့အတွက်ဒါလူတွေတံမိုးထားတဲ့လုပ်ငန်းတစ်ခုဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်သိကြတယ်အခုဒီ niche စနစ်ကိုကျွန်တော်သုံးရနေမယ်အဲ့တော့အသေးသေးဆွဲအောင်ကျွန်တော်မှတ်ထားပါ perfection ဆိုတာကိုဘယ်သူမှမရနိုင်ဘူးဒါပေမဲ့ perfection ရဲ့နောက်ကိုလိုက်မယ်ဆိုရင်တော့ excellent လို့ခေါ်တဲ့အကောင်ဆုံးဆိုတာကိုကျွန်တော်တို့ရပါလိမ့်မယ်အဲ့တော့ perfection နောက်ကိုလိုက်ဖို့လဲနီလန်းနှစ်ခုပဲအရင်အရေးကြီးတဲ့နီလန်းနှစ်ခု set your higher standard အဆင့်တန်းမြင့်မြင့်ထားနံပါတ်2 feedback တွေကောက်ခံပြီးတော့မှစ조사မယ်ဆိုလို့ ရှင်ကိုယ့်ရဲ့လုပ်ငန်းကိုယ့်ရဲ့ company ကဘာဖြစ်မှလဲဆိုတော့ excellent company ဖြစ်နေမယ်အဲ့တော့ဒီကြောင့်အနေကနေအခုဒီ video ကြည့်နေတယ်ကျွန်တော်လူငယ်တွေမိတ်ဆွေတွေကျွန်တော်လုပ်ငန်းရှင်တွေဒီအကျိုးစုံတွေရလိမ့်မယ်လို့ကျွန်တော်ပြောနေပါတယ်ကိုတို့အကျိုးစုံတွေရတယ်ဆိုလို့ရှိရင်တော့ထုံးစံတိုင်းပဲ comment မှာ yes လို့ရေးပြပါနော်ဒီ video ဆုံးဖြတ်ကြည့်ပြီးရတော့လေကျေးဇူးအများကြီးတင်ပါတယ်เนาะကျွန်တော်တို့ကိုညာလင်းအောင်မှာနောက်မင်္ဂလာရှိတော်လေးဖြစ်ပါစေ